င်္ဂလာပါသားတို့မျိုးရီဒီချေကတော့ Grade 7မြန်မာစာကိုသင်ကြားပေးမယ့်တီချေ Agree ဖြစ်ပါတယ်။အခုတီချေသင်ကြားပေးမယ့် သင်ခန်းစာခေါင်းစဉ်လေးကတော့သင်ခန်းစာနေ့ Now in လေးကိုလာဖို့ဖိတ်ခေါ်ရခยีသွားဆောင်းပါတုတ္တရတ္တစကပြေလေးပဲဖြစ်ပါတယ်။ တ်မယူရီအခုတင် जा မဲ့နောင်ရင်လေးကိုလာဖို့ဖိတ်ခေါ်ရဲစောင်းမလေးဟာခยีသွာအတွေ့အကြုံတစ်ခုကိုရေးသားထားခြင်းပဲဖြစ်ပါ诶ခยีသွာစောင်းမတစ်ပုဒ်ကိုရေးတဲ့အခါမှာအခြေခံအားဖြင့်သွားခဲ့တဲ့နေရာတွေတည်နေရာအဲ့ဒီဒေတာမှာရှိတဲ့သဘာဝပတ်ဝန်းကျင်လူမှုဘဝအဲ့ဒီဒေတာရဲ့ထူးခြားမှုတွေကိုလေ့လာပြီးရေးသားထားခြင်းပဲဖြစ်ပါ诶 ဲ့ဒီတော့သင်ငန်းစာစာပိုက်လေးတွေကို မဖတ်ခင်မှာအရင်ဆုံးတီချင်တဲ့အတူတူခက်စစ်လေးတွေကိုဖတ်ကြည့်ကြရအောင်နော်။တကြသင်ငန်းကြာမြင့်များဖြစ်ရက်လုတ်သောသင်ငန်းနှိကျုံမျောရေတွင်ပေါ်လောပေါ်နေသောဓာိုက်မြေအစုအပုံ၃ခြီတဲ့ခြီဖြင့်ပြုတ်လုထားသော အဝိအထေ၄ဂေဟစနစ် အပင်နှင့်တဒဝါတို့တဘာဝပတ်ဝန်းကျင်နှင့် လိုင်လျောညီစွာ ဖွဲ့တည်မှုစနစ်ငါငွေပဒိန်ငွေဖြင့်လက်ဝတ်တစားများ နှင့်အတုံးအဆောင်စသည်ပြုလုပ်သည့်အတတ်ပညာ၆၀ရေကိုဆဲထားသောကံခုနှစ်ဒေတန္တရအခြားဒေတာနှင့်ဆိုင်သော၈ပိုးထဲ ပိုးမြင်ဖြစ်ရက်လုတ်ချတော့အထေ၉ဘာတန်တရအချာဘာသာစကားနှင့်ဆိုင်သောတဆဲမြေစည်းလွာမြေဩဇာဓာတ်ရှိသော အပေါ်ယံမြေလွာ၁၁သင်ဖြူသင်ပင်ဤအကျော်ဖြင့်ရက်လုတ်ချတော့ဖြာချောစနစ်ဟိုတယ်အဖိုးအခပေး၍ တဲခိုစားတောက်နိုင်သောအစောက်အုံ73အကြီးခွန်ငါစသည်ကိုပေါ်တွင်ထက်လျက်ရှိသောအခွန်ပြားငယ်74အင်းလေးအင်းရွာလေးရွာကဲအခုတီချဲရို့နောင်အင်းလေးကိုလာဖို့ဖိတ်ခေါ်တဲ့သင်ခန်းစာပါစာပိုက်ကလေးတွေကိုအတူတူဖတ်ကြည့်ကြရအောင်နော်နောင်အင်းလေးကိုလာဖို့ဖိတ်ခေါ်ရဲ့ ငွေတင်ပြူးလေးခင်းချသလိုသတင်းစကားဆိုလောက်တယ်လို့နောင်အင်းလေးတချင်းမှာဆက်ဆိုထားတဲ့အတိုင်းအင်းလေးကံအကြောင်းကိုသတင်းပားစရာတွေကတော့ပြပြလို့မကုံနိုင်ပါဘူး။နောင်ဆိုရာရေကန်ရေအိုင်လို့အဓိပ္ပာယ်ရပါတယ်။အင်းလေးကံဟာရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်မှာတည်ရှိပါတယ်။တောင်နှင်းမြောက် တန်းနေတဲ့ရှမ်းတောင်နန်းနှစ်ခုအကြားပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ2900ကျော်ညင့်တဲ့ညောင်ရွှေဂျိုင်ဝမ်းမှာရှိပြီးတောင်မြောက်အလျာ9မိုင်နဲ့အရှိအနောက်အလျာ3မိုင်ခန့်ကျယ်ဝန်းနဲ့တောင်ပေါ်ရေအိမ်ကြီးတစ်ခုပါအင်းလေးကံကိုနတ်ပန်ရွာဟဲရွာမှာ နောင်တော်ရွာရွာကြီးဗန့်ပုံဆိုတဲ့အင်းရွာလေးရွာကဝိညာဉ်ထားခြင်းကြောင့်အင်းလေးကံလို့ခေါ်ခြင်းဖြစ်ပါ诶အစိမ်းရောင်တောင်တန်းတွေနဲ့အပြာရောင်ရေပင်တွေဟာ လိုက်ဖက်လာပါ诶ရှမ်းပအို့ဒနုတောင်ယိုစတဲ့တောင်မော်သားတွေနဲ့အင်းရွာသားတွေကအင်းလေးကံကိုခြံရံပြီးနေထိုင်ကြတယ် အင်းလေးကန်သေးကစီးထွက်လာတဲ့နန့်ပန်ချောင်းကြီးကိုစကားအင်းကသိမ့်မိုးပြဲဆဲအသွင်းကိုအရှိန်အဟုန်နဲ့စီးစင်းဝင်ရောက်စေပြီးလောပိတရေအားလျက်စစ်ထုတ်လုပ်မှုလုပ်ငန်းကိုဆောင်ရွက်နေပါတယ်။လှေလော်ကတိမ်ကလေးတွေအတောက်ဝဲရေပေါ်မှာအင်္ဂလီရီစောက်တယ်လို့ဆိုထားတယ်လို့အင်းသားရီဟာရေပြင်ကိုမြေပြင်ပြုတ်ပြီး အင်္ဂလိပ်တွေစောက်ပြီးနေထိုင်ကြသူတွေပါတောင်စင်တန်းရဲ့အရေးညိုစိမ့်စိမ့်တွေက မိုးပြပြရေပြင်ကို အုံမိုးထားလို့အေးချမ်းတဲ့ရာသီတဘာဝကို အမြဲခံစားရတယ်။ရေထဲမှာနေထိုင်သွားလာလှုပ်ရှားရင်အေးချမ်းတဲ့ရေမြေတဘာဝနဲ့အညီအင်းသားတွေရဲ့ညင်သာတဲ့ပျောဟန်ဆိုဟန်တွေကလည်း အတူယူစရာကောင်းလာပါတယ်။အေးလေးဒေသကိုရောက်ရင် ဖောင်တော်ဦးဖျားရွာမရေပေါ်စီ ငဖဲ့ကြောင်ကြောင်တိုက် ရွှေအင်းတိမ်ဖျားစတဲ့တင်ရှားတဲ့နေရာကိုဆက်လီစီးရင်သွားရောက်လေပတ်လေလာနိုင်ပါတယ်။နန်းဟူရွာမှာရှိတဲ့ဖောင်တော်ဦးဖျားပွဲဟာအင်းသားတို့ရဲ့ဒရာတရားကိုပေါ်ပြနေတဲ့ပွဲတော်တစ်ခုပါပဲ။ အဲ့ဒီအပြင်ခြေထောက်နဲ့လှေလော်ပြီးဘဝကိုရက်တည်နေကြတယ်။အင်းသားတွေရဲ့ထူးခြားတဲ့လှေလော်စွမ်းရည်ပြိုင်ပွဲကိုလည်းမြင်တွေ့ရပါတယ်။အင်းလေးဒေသရဲ့ရင်းမြေတဘာဝနဲ့အညီရေပေါ်ကျွန်းမြောခရမ်းကျင်သီးဆိုင်ခင်းတွေဟာ လက်ဆက်တဲ့တဘာဝသီးနှံတွေလို့နာမည်ကျော်ပါတယ်။ငါးဖက်လုပ်ငန်း၊မွေးမြူရေးလုပ်ငန်း၊ကြံနဲ့ တခြားလေယာလုပ်ငန်းပိုးတယ်ခြိတယ်လုပ်ငန်းငွေပဒိလုပ်ငန်းတွေအပြင်အင်ပေါ်ခုံကြေးရွာကကြာချီမြင်တွေနဲ့ပြုတ်လုချားတဲ့ကြာသင်ငန်းလုပ်ငန်းကထင်ရှားပါတယ်။ရှမ်းပြည်နယ်ကိုရောက်ဖူးသူတိုင်း အင်းလေးရဲ့အထိတ်မတ်ပစ္စည်းတွေကိုဂုံယူပြောဆိုလေးရှိပါတယ်။အကျေးကွန်အချက်ချက်နဲ့ငွေငါးရုပ်ကလေးကိုလက်ဆောင်ပေးဖို့ဆိုပြီး နိုင်ငံသားတွေကမှတ်မှတ်ရရဝယ်ယူလိရှိကြတယ်။အနေနဲ့ရရက်က အလဲလာတဲ့သူတွေကလည်းအမှတ်တရအင်းလေးဆိုရဲအင်ဂျီတွေကိုတမြက်တနိုးဝယ်ယူဝစ်ဆင်ကြတယ်။ခရီးသွားလုပ်ငန်းတွေဖွင့်မျိုးလာတဲ့အကြားခင်းနဲ့အညီတိဆောက်ထားတဲ့ရေပေါ်ဟိုတယ်မိုတယ်နဲ့တဲခိုကန်းတွေမှာတဲခိုပြီးအင်းရေပြင်ကိုမျောငေးရင် ငါချမင်းနေဝတ်တချေဟင်းထုံနဲ့အင်းမုံတီတို့ဘူးကျော်ရေနွေးကြံစတဲ့အစားအစာတွေကို စားတောက်နိုင်တဲ့အတွက်အင်းလေးကံရဲ့တဘာဝအရာတာကိုမင်းမရနိုင်ဘူးလို့တတတပြောဆိုကြပါတယ်။ရေဒိန်ဒေတာရဲ့ဂေဟာစနစ်ကြွယ်ဝမှုကျင်းငတ်တဲ့ရေအရင်အမြင့်ဖွံ့ဖြိုးမှုတွေပြည့်စုံပြီးအရင်က 104ဒသမ63စတူယန်မိုင်အထိကျယ်ဝန်းခဲ့တဲ့အင်းရီပြင်ဟာ အခုချိန်မှာတော့မြေစည်းလွာတိုက်စားမှုအငယ်ကြမှုတွေကြောင့်24စတူယန်မိုင်လောက်သာ ရှိပါတော့တယ်။ဒါကြောင့်အင်းလေးဒေသရဲ့တဘာဝအလှပကိုထိမ့်သိမ်းနိုင်ဖို့နိုင်ငံတော်ကအလေးအနက်ကြိုးပမ်းဆောင်ရွက်နေတာကိုလည်းတွေ့မြင်ရပါတယ်။ လှပတဲ့အင်းလေးဒေတာကို အလဲလာမယ်ဆိုရင်ဒေတန္တရဘာတန္တရဘဟုသုတအဖျားဖျားကိုရရှိနိုင်မှာဖြစ်လို့နောင်အင်းလေးကို လာဖို့ဖိတ်ခေါ်လိုက်ပါတယ်တီချဲရို့မြမနိုင်ငံရဲ့ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိနေတဲ့အင်းလေးကန်ဟာနိုင်ငံတကာခရီးသွားများစိတ်ဝင်စားလေးလာပွဲကောင်းတဲ့နေရာတစ်ခုပဲဖြစ်ပါတယ် အင်းလေးကန်ရှိအင်းတွေကိုရေပေါ်မှာတိဆောက်ထားပြီးအင်းလေးဖောင်တော်ဦးဖရာရဲ့အံဩဝယ်ကောင်းတဲ့တာယာတဲ့တောတောင်ရှုကင်းတွေရှိပြီးဒေတာထွက်အစားတောက်တွေကောင်းမွန်ပုံကျုံမျောပေါ်မှာစိုက်ခင်းများစိုက်ပျိုးထားရှိပြီးစိတ်အပန်းဖြေယုံတာမကဘဟုသူတအတွေ့အကြုံများလဲများစွာရရှိနိုင်ပါ रे ဒီအင်းလေးကန်ခရီးသွားဆောင်ပါမှာ အင်းလေးကံရဲ့ဖြစ်ပေါ်လာပုံတဘာဝပတ်ဝန်းကျင်တည်နေရာအင်းရည်ပြင်အလှနဲ့အင်းသားတို့ရဲ့လူနေမှုဘဝအင်းသားတွေရဲ့ရင်ကျေးမှုတင်ကြေတာတွေနဲ့ရိုးရာပွဲတော်တွေအင်းသားတို့ရဲ့အတမွေးဝမ်းကြောင်းလုပ်ငန်းတွေအင်းလေးဒေတာရဲ့အမှတ်တရတွေဒေတာရဲ့ဂေဟစနစ်နဲ့တဘာဝပတ်ဝန်းကျင်အကြောင်းတွေကို ခရီးသွားဆောင်းမပုံစံစီကုံးရေးသားပေးထားခြင်းပဲဖြစ်ပါတယ်ဒီဆောင်းမလေးရဲ့အဓိကအချက်လေးတွေကတော့အင်းလေးကန်ဟာရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်တွင်တည်ရှိတယ်။တောင်နဲ့မြောက်တန်းနေတဲ့ရှမ်းတောင်နှန်းနှစ်ခုကြားမှာတည်ရှိတယ်။အင်းသားတို့ရဲ့ခြေဖြစ်လော်သော ထူးခြားတဲ့လှေလော်စွမ်းရည်ကိုလည်းတွေ့နိုင်ပါတယ်။ဖောင်တော်ဦးဖျားရွာမရေပေါ်စီ ငဖဲချောင်းចောင်းတိုက် ရွှေအင်းတိမ်ဖျားစရဲထင်ရှားတဲ့နေရာတွေလည်းများစွာရှိပါတယ်။ကျုံမျောဆိုင်ခင်းနေရာထွက်တဲ့လက်ဆက်တဲ့တဘာဝသီးနှံတွေဟာကြော့ကြားပါတယ်။ပြည်ရင်းပြပခီးသွားတွေစိတ်ဝင်တစားလာရောက်လဲပတ်ကြတဲ့နေရာပဲဖြစ်ပါတယ်။ကဲသားတို့သမီးတို့ရေအခုတီချဲတင်ကြားပေးခဲ့တာကတော့သင်ငန်းစာနှစ် နောင်အင်းလေးကိုလာဖို့ဖိတ်ခေါ်ရဲဆိုရက်သင်္ကန်းစာလေးပဲဖြစ်ပါတယ်။ဒါရို့သမီးတို့လည်းဒီသင်္ကန်းစာလေးကိုနားလည်မယ်လို့တိချက်ယုံကြည်မျှော်လင့်ပါတယ်။အခုတိချက်ရဲ့သင်္ကန်းစာလေးကိုဒီမာရင်ခဏနားမယ်နော်။နောက်စာသင်ချိန်မှာပြန်တွေ့ကြရအောင်နော်။